အားလုံးပဲမင်္ဂလာပါ KTA Crochet YouTube Channel နဲ့ Facebook Page ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရနော်ဒီတစ်ခေါက်ကတော့ဒီ Lily Band Tony လေးကိုထုတ်ပြပေးမယ်နော်ခြီးကတော့ Make Cotton 5 Plain ကိုဒီနှစ်ရောင်သုံးပါပေါ့နော်အစိမ်းရောင်လေးကတော့အဓိကပေါ့နော်အလယ်ကဝတ်ဆန်လေးအတွက်အညိုရောင်လေးရဲ့ဒီအောင်နာလေးကအဝါရောင်လေးရဲ့လို့မယ်နော် SI ကိုတော့ 2.5mm သုံးပြီးတော့ထုတ်ပြထားပါတယ်နော်ပန်းထိုးမှဆိုတော့ပန်းထိုးတဲ့ကုန်ချမ်းလေးတွေဖြစ်တဲ့ဒီ ပန်ယိုဒန်ပေါ့နော်30စင်တီမီတာပန်ယိုဒန်လေးတပွက်ကိုတစ်ချောင်းပေါ့နော်ပြီးရင်နန်းဂျိုးပေါ့နော်တရွက်လေးတွေထဲမှာအရွက်ကလေးတွေထဲမှာထည့်ဖို့အတွက်ဒီလိုနန်းဂျိုးလေးတွေလိုမယ်နော်နန်းဂျိုးကတော့ပိုကုံတာပေါ့နော်ဒါဆိုရင်တော့ဒီပန်ပွက်လေးစထုတ်ကြည့်မယ်နော် အရင်ဆုံးပွက်ချက်လေးတွေစလုပ်ဖို့အတွက် slit knot လေးလောက်ထားလိုက်မယ်နော်ပြီးသွားရင် chain 16ခါထိုးပေးပါနော် ချိန်ဆက်6ခါပြည့်သွားပြီဆိုရင်ဒီဒုတိယအပေါက်မှာပေါ့နော်ဒုတိယအပေါက်မှာ တိုင်းတို့စထုံးမယ်နော်တိုင်းတို့ပြီးရင်တိုင်လက်ထုံးမယ်အမှရစ်မယ်နောက်တစ်ပေါက်ကိုသွားမယ်နော်တိုင်လက်နှစ်တိုင်ထုံးမယ်တစ်ပေါက်တစ်တိုင်စီပဲနော်တစ်တိုင်အမှရစ်မယ်နောက်တစ်ပေါက်ကိုခြစ်သွားယူလာမယ်၃ပေါက်လုံးကိုကြော်မယ်တိုင်လက်နှစ်တိုင်ပြီးသွားရင်တိုင်ရှည်၁၀တိုင်ထုံးမယ်နော် 제 네, 더, 레, 나, 차, 콩. ရှေကိုတဆယ်နော်တပေါက်တစ်ချက်နဲ့တိုင်ရှည်လေးတွေဆယ်တိုင်ပြီးရင်တိုင်လက်၃နိုင်ထိုးမယ်နော်တိုင်လက်ဖြစ်တဲ့အတွက် အပေါ်က၃ကွင်းစလုံးကိုတစ်ခါတည်းထုံမယ်တတိုင်းအမရစ်မယ်နှစ်တိုင်းအမရစ်မယ်၃တိုင်း ပြီးရင်ဒီအနောက်မှာနှစ်ပောက်ပို့နေမယ်နော်အဲ့မှာတိုင်းတူတိုင်းစထိုးမယ်တိုင်းတူတိုင်းနောက်ဆုံးအပေါက်မှာကြတော့တပေါက်ထဲကိုတိုင်းတူ၃နိုင်ထိုးမယ်တိုင်းပွားပေါ့နော်တပေါက်ထဲကို၃နိုင်ထိုးလိုက်မယ်ဒီနေတော့နော်ပြီးရင်ကြွေသွားမယ်စစောကတိုင်တူထိုးထားရရဲ့အောက်တက်တက်မှာဒီအပေါက်လေးမှာထိုးမယ်နော် ဒီပေါက်မှာတိုင်တူစားထိုးမယ်တိုင်တူရဲ့အောက်မှာတိုင်တူဖြစ်သွားမယ်ပြင်တိုင်လက်၃ခါတိုင်လက်၃ခါရဲ့အောက်မှာတိုင်လက်၃ခါထပ်ထိုးမယ်အဲ့လိုမျိုးဘက်ဒီပန်းညီနေမှာပါเนาะတိုင်ပြီးပြီးနောက်တစ်ပေါက်ကိုသွားမယ်နှစ်တိုင်အမရစ်မယ်၃တိုင်เนาะ၃တိုင်တိုင်လက်၃တိုင်ပြီးသွားပြီဆိုရင်တိုင်ရှေ့ပြန်လာမယ်၁၀တိုင်ထိုးမယ်အနောက်ကခြေစလေးတွေပါတိမ်ပြီးထိုးသွားတယ်เนาะ၁ အမရဲ့မဲ့နေတော့လေငါချာခွန် ှေကိုတဆယ်နော်ဒါဆိုရင်တိုင်ရှေတသက်10တိုင်ပြည့်သွားပြီဆိုရင် တိုင်လက်2တိုင်လာမယ်ဒီအမရင့်မယ်နောက်တစ်ပေါက်မှာနော်နိတိုင်လက်2တိုင်ပြီးသွားရင်ဒီနောက်ဆုံးတစ်ပေါက်မှာကြတော့တိုင်ဘွားတစ်ပေါက်ထဲကို2တိုင်ထိုးမယ်တိုင်တို2တိုင်နော် ပြီးရင်တော့ပထမဆုံးစထိုးခဲ့တဲ့တိုင်တိုရဲ့ထိပ်မှာ ရှက်ကော်နဲ့ချိန်မယ်เนาะဒါဆိုရင် acid ပြီးပြီเนาะအနောက်ကထွက်နေတဲ့ခြေစားလေးကိုဖြတ်လိုက်မယ်เนาะဒါဆိုရင်တော့ဒုတိယ acid တက်မယ်เนาะဒုတိယ acid မှာတော့နန်ဂျိုလေးတွေထည့်သုံးတော့မယ်เนาะချိန်တစ်ခါစထိုးမယ်ပြီးရင်ဒီရှက်ကော်ချိန်ထားတဲ့အပေါင်းမှာတိုင်တိုထိုးမယ်ဒီအနေထားလေးရောက်တဲ့အခါကျရင်ဒီခြေနဲ့အဲ့နဲ့ခြေထဲမှာနန်ဂျိုလေးထည့်မယ်เนาะ ီလိုပုံစံလေး깟ပြီးသွားပြီဆိုရင်ဒီမှာတိုင်တို့ပေါ့နော်တိုင်တို့ထိုးမယ်ပြီးရင်တိုင်လက်နှစ်တိုင်ပေါ့နော်တိုင်လက်နှစ်တိုင်ဒီနေတိုင်လက်နှစ်တိုင်ပြီးသွားရင်ဒီနောက်တစ်ပေါက်မှာပေါ့နော်၃ပေါက်ကိုကြည့်မယ်ဒီတစ်ပေါက်မှာတိုင်ရှည်နှစ်တိုင်ဒီပေါက်မှာတိုင်ရှည်တစ်တိုင်ဒီပေါက်မှာတိုင်ရှည်နှစ်တိုင်အဲ့ဒီ၃ပေါက်ကိုတိုင်ရှည်၅တိုင်ဖြစ်အောင်ထိုးမယ်နော် အဲ့တော့ပထမပေါက်မှာတိုင်ရှည်တပေါက်ထဲကိုနှစ်တိုင်တပေါက်ထဲပဲเนาะပြီးရင်ဒုတိယပေါက်ကိုသွားမယ်ဒုတိယပေါက်မှာကြတော့တိုင်ရှည်တတိုင်ပဲထိုးမယ်ပြီးရင်တတိယပေါက်ကိုသွားမယ်တတိယပေါက်မှာကြတော့တပေါက်ထဲကိုတိုင်ရှည်နှစ်တိုင်အဲ့နေရာကအဲ့လိုမျိုးလေးရှိမယ်เนาะ ပြီးသွားပြီဆိုမှနောက်တစ်ပေါက်ကနေပြီးတော့တိုင်ရှည်လေးတွေတပေါက်တစ်တိုင်စီနဲ့ငါးတိုင်ထိုးမယ်နော်ဒီနေတော့လေးငါးပါเนาะတိုင်ရှည်ငါးတိုင်ထိုးပြီးသွားပြီဆိုရင် နောက်တစ်ပေါက်မှာတိုင်လက်၄တိုင်ထိုးမယ်နော်တိုင်လက်နော်ဒီအမှရစ်မယ်နေတော်လေတိုင်လက်၄တိုင်ပြီးရင်တိုင်တို၃တိုင်ထိုးမယ်နော်ဒီနေ တော့ဒါဆိုရင်တော့ဒီနေထားလေးရပြီဆိုရင်ဒီနန်းချိုးလေးကိုညှိလိုက်ပေါ့နော်အောက်မှာဒီလောင်းလေးထားမယ်ပြီးရင်ဒီထိတ်လေးကိုဒီလိုခောက်မယ်နော်ခောက်ချလိုက်မယ်ပြီးသွားရင်နောက်တစ်ပောင်းမှာပေါ့နော်နောက်တစ်ပောင်းမှာတစ်ပောက်သေးကို တိုင်တို့၃တိုင်ထိုးမယ်နော်ဒီနေတော့ နော်ဒိုင်တို၃နိုင်ပြီးသွားရင်ကိုွေပါမယ်နော်နောက်တစ်ပောင်းမှာဒိုင်တို၃ပောင်းတစ်ထိုင်စီနဲ့၃နိုင်ထိုးမယ်နော်ဒီနေတော့နော်ဒိုင်တို၃နိုင်ပြီးရင်ဒိုင်လက်၄ဒိုင်ဆက်လာမယ်နော်အမှရစ်မယ်နောက်တစ်ပောင်းမှာဒိုင်လက်ဒီအမှရစ်မယ်နောက်တစ်ပောင်းသွားမယ် นี่ตองเอมายเมเลตเลลีไงบีตเชงอาไดทูมเนาะตนจตองไดลีได ငါးတိုင်ပေါ့နော်ငါးတိုင်ရပြီဆိုရင်စစောကားလိုပဲဒီမှာဆိုရင်ဒီမှာတပေါက်တည်းနှစ်တိုင်ထိုးမယ်နောက်တပေါက်မှာတစ်တိုင်ပဲထိုးမယ်နောက်တတိယပေါက်မှာကျတော့တပေါက်တည်းနှစ်တိုင်ထိုးမယ်တိုင်ရှည်တွေနဲ့ပေါ့နော်ဒါဆိုဒီပထမပေါက်မှာတပေါက်သေးကိုတိုင်ရှည်နှစ်တိုင်စထိုးမယ်နောက်တစ်ပေါက်မှာကြတော့တိုင်ရှည်တစ်တိုင်ပဲထိုးမယ် တတရားပေါက်မှာကြတော့တပေါက်သေးကိုတိုင်ရှိနှစ်တိုင်စုစုပေါက်ငါးတိုင်ပေါ့နော်သုံးပေါက်ကိုငါးတိုင်နော်ဒီနေထားလေးရပါမယ်နော်ပြီးရင်တော့တိုင်လက်နှစ်တိုင်တိုင်လက်ဒီအမှရစ်မယ်နေပြီးရင်တော့တိုင်တို့ထိုးမယ်နှစ်တိုင်နောက်တစ်ပေါက်မှာနော် တတိုင်းနောက်ဆုံးပေါက်မှာတတိုင်းနှစ်တိုင်းเนาะနှစ်တိုင်းရပြီဆိုရင်ဒီပထမဆုံးစထုတ်ခဲ့တဲ့တိုင်းတို့ရဲ့ထိတ်မှာ ရှက်ကော်နဲ့ချိန်မယ်ပြီးရင်ချိန်ကြစ်ကြစ်ကလေးတစ်ခါထိုးမယ်เนาะပြီးရင်ခြီးဖြတ်မယ်เนาะအရှိဖြတ်စရာတော့မလိုဒီနေထားလောက်ဆိုရပြီเนาะဒါဆိုရင်တော့ဒီနန်းဂျိုလေးနှစ်ခုကိုအညီပေါ့နော်ညှက်လိုက်တော့မယ်နော် င်ဒီကြံနေတဲ့စူးစမ်းလေးနဲ့ဒီအောက်မှာသူ့ကိုပတ်သွားမယ်နော် ဒါဆိုရင်တော့ဒီလိုပန်းပွဲအတွက်ပွက်ချက်လေးတွေ6ခုပေါ့နော်ဒီပုံစံတိုင်းဆက်ပြီးတော့ထိုးပေးပါနော်တိရွတ်ထိုးနည်းလေးဆက်ကြည့်ရအောင်နော်အရင်ဆုံးချိန်23ခါထိုးထားမယ်နော်ပြီးသွားရင်ဒုတိယပေါက်ကနေပြီးတော့တိုင်းတို့တိုင်းစထိုးမယ်ပြီးရင်တိုင်းလက်3တိုင်းထိုးမယ်နော်ဒီ ਨੇ 3เนาะတိုင်လဲ3တိုင်ပြီးသွားပြီဆိုရင်တိုင်ရှည်7တိုင်ထိုးမယ်เนาะတေနဲ့7တိုင်ပြည့်အောင်ဆက်ပြီးတော့ထိုးသွားပါเนาะတိုင်ရှည်စုစုပေါင်း7တိုင်ပြည့်ပြီဆိုရင်တိုင်လဲ3တိုင်ထိုးမယ်เนาะတေနဲ့ ောင်းတိုင်လက်၃နိုင်ပြည့်သွားပြီဆိုရင်တိုင်ဒူ၃နိုင်ဆက်ထိုးမှာနော်ဒီနေတောင်းတိုင်ဒူ၃နိုင်ပြည့်သွားပြီဆိုရင်တော့နောက်ဆုံးတစ်ပေါက်မှာကြတော့တစ်ပေါက်ထဲကိုတိုင်ဒူ၃နိုင်ထိုးမယ်နော်နှစ်တိုင်၃တိုင်နော်ပြီးတော့ပြန်꿰မယ် တိုင်တို့တပေါင်းတစ်တိုင်စီနဲ့သုံးတိုင်ထိုးမယ်တင်နဲတော့ပြီးရင်တော့တိုင်လက်သုံးတိုင်ဆက်ထိုးမယ်နော်အမှရင့်မယ်နော်တိုင်လက်ထိုးမယ်တင်အမှရင့်မယ်နဲတော့ တိုင်လက်တုံးနိုင်ပြီးရင်တော့ဒီအနောက်ကခြေစားလေးဖြတ်လိုက်တော့เนาะပြီးပြီဆိုရင်တိုင်ရှည်လေးတွေဆက်ထိုးမယ်เนาะတပေါင်းတစ်တိုင်စီနဲ့တိုင်ရှည်ဆက်တစ်တိုင်ပေါ့เนาะဒီနဲ့ဆက်တစ်တိုင်ပြည့်အောင်ဆက်ပြီးတော့ထိုးသွားပါเนาะဆက်တစ်တိုင်ပြည့်ပြီဆိုရင် တိုင်လက်ထိုးမယ်တိုင်လက်၃နိုင်ပေါ့เนาะဒီ နင်တော့တိုင်လက်သုံးနိုင်ပြီးသွားပြီဆိုရင်နောက်ဆုံးတစ်ပေါက်မှာကြတော့တစ်ပေါက်ထဲကိုတိုင်တို့နှစ်တိုင်ထိုးမယ်တိုင်ဘွားပေါ့နော်ပြီးရင်တော့ပထမဆုံးစထိုးခဲ့တဲ့တိုင်တို့ရဲ့ထိပ်မှာရှက်ကော်လေးနဲ့ချိန်မယ်နော်ဒါဆိုရင်အစစ်တက်ပြီးပြီးအစစ်နှစ်တက်ဖို့ချိန်တက်ခါဒီရှက်ကော်ချိန်တဲ့ပေါက်မှာတိုင်တို့တစ်တိုင်စထိုးမယ်ဒီနေရာမှာတော့နန်းချိုးထည့်မယ်နော် ခြေနဲ့အက်နဲ့ဂျာထဲမှာနန်းချိုလေးထည့်လိုက်မယ်နော်ပြီးမှခြေဆွဲယူမယ်နော်ဒိုင်းတို့တိုင်းပြီးရင်တိုင်လက်တိုင်လက်သုံးတိုင်းထိုးမယ်နော်ဒီနေတော့ပြီးသွားပြီဆိုရင်တပေါက်သေးကိုတိုင်ရှည်နှစ်တိုင်ထိုးမယ် တတိုင်းအဲ့ဒီပေါက်မှာပဲနောက်ထပ်တတိုင်းနောက်တစ်ပေါက်မှာလည်းအဲ့လိုပဲတစ်ပေါက်ထဲကို တိုင်ရှည်နှစ်တိုင်ထိုးမယ်အဲ့ဒီပေါက်မှာပဲနောက်ထပ်တတိုင်းထက်ထိုးမယ်နော်ဒါဆိုရင်ဒီလိုလေးရမယ်နော်ပြီးရင်တော့တိုင်ရှည်လေးတွေဆက်ထိုးမယ်2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162 163 164 165 156 167 168 169 170 171 172 173 174 175 176 177 178 169 180 171 172 173 174 175 156 167 168 169 170 171 172 173 တောင်လေးရှစ်တိုင်ထိုးမယ်နော်ငါချာခွန်ရှစ်ရှစ်တိုင်ပြည့်ပြီဆိုရင် တိုင်လက်လေးတွေထိုးမယ်တိုင်လက်၄တိုင်ပေါ့နော်ဒီ နေတောလေတိုင်လက်လေးတိုင်ပြီးရင် တိုင်တို့လေးတိုင်ထိုးမယ်နော်ဒီနေတောလေတိုင်တို့လေးတိုင်ပေါ့နော်တိုင်တို့လေးတိုင်ထိုးပြီးသွားရင် ဒီနောက်တစ်ပေါက်မှာကြတော့တစ်ပေါက်သေးကို တိုင်းထိုးတတိုင်းထိုးမယ်အရင်ပြီးရင်ချိန်နှစ်ခါထိုးမယ်ပြီးရင်အဲ့ဒီအပေါက်မှာပဲအဲ့တစ်ပေါက်သေးမှာပဲနောက်ထပ်တိုင်းထိုးထပ်ထိုးမယ်တစ်ပေါက်သေးမှာအဲ့လိုမျိုးဖြစ်သွားမယ်เนาะပြီးရင်ဒီလိုလေးခောက်ချမယ်နန်းကျိုးခောက်ချပြီးသွားရင်တိုင်းထိုးလေး၄တိုင်းဆက်ထိုးပါမယ်เนาะတတိုင်း นัดจ่ายตรนด้ายลีด้ายเนาะตานดูลีด้ายพี่ตัวเองตานเล้วลีด้ายสลามะเนาะจะจ่าย นัดจ่าย တုံးတိုင်းလေးတိုင်းတိုင်းလဲလေးတိုင်းတိုင်းလဲလေးတိုင်းပြီးတိုင်းရှိရှစ်တိုင်းထိုးမယ်နော်ဒီနဲရှစ်တိုင်းပြည့်အောင်ဆက်ထိုးသွားလိုက်ပါနော်ရှစ်တိုင်းပြည့်ပြီဆိုရင်တော့နောက်တစ်ပေါက်မှာတစ်ပေါက်ထဲကို တိုင်းရှိနှစ်တိုင်းထိုးမယ်တစ်ချိန်နော် ောက်တစ်ပေါက်မှလည်းအဲ့လိုပဲနောက်ထပ်တိုင်ရှည်နှစ်တိုင်ထိုးမယ်တစ်ပေါက်သေးကိုနော်နှစ်ကြိမ်ဖြစ်သွားမယ်နော်ပြီးရင်တိုင်လက်၃တိုင်ထိုးမယ်နော်တတိုင်အမှန်ရေးမယ်နှစ်တိုင်း၃တိုင် ပြီးရင်တော့တိုင်းတို့နှစ်တိုင်းဆက်ထိုးမှာနော်ဒီနေပြီးရင်တော့ပထမဆုံးဒီတိုင်းတို့ရဲ့ထိတ်မှာရှက်ကော်လေးနဲ့ချိန်မှာနော်ရှက်ကော်နဲ့ချိန်မယ်ချိန်တက်ခါကိုချစ်ချစ်ကလေး ထိုးလိုက်မယ်နော်။ဒါဆိုရင်ဒီဟာခြိဖြတ်လိုက်တော့မယ်နော်။ဒီဟာလေးလဲပန်းပွေရဲ့ပွေချက်လိုပဲပေါ့နော်ဒီ ဒါလေးကိုညှက်လိုက်မယ်ပြီးလို့ရှိရင်ကြံနေတဲ့ဒီခြေစားလေးနဲ့ဒီနန်းကြိုးလေးကိုပတ်မယ်နော်အရင်ဆုံးလက်လေးနဲ့လေဒီဟာလေးတွေကို ပုံကြအောင်လို့လက်လေးနဲ့ပုံဖော်ပြီးပါနော် ဒီလိုတိရွက်လေးတပွဲဆိုရင်တစ်ခုဆိုရပါပြီเนาะပြီးသွားရင်အလယ်ကားဝက်ဆန်လေးအတွက်အကြတော့20စင်တီမီတာပေါ့เนาะ20စင်တီမီတာလောက်နန်းချိုလေးတစ်ချောင်းကိုယူမယ်ပြီးရင်သူ့ကိုအလယ်နားလောက်လေးမှာဒီလိုလေးအောက်ကညှိလိုက်เนาะညှိပြီးရင်ဒီနေရာလေးမှာဒီလက်နှချောင်းစာလောက်ပေါ့เนาะအခုပြထားတဲ့ပုံစံတိုင်းလေးလုပ်ပေးပါเนาะဒီလိုလေးပါเนาะ ဒါဆိုရင်ဒီမှာအညိုရောင်ခြည်လေးကိုတွားယူလာခဲ့မယ်နော်အညိုရောင်ခြည်ကိုကြတော့အခုပြပေးထားသလိုမျိုးထားပြီးတော့သူ့ကိုပတ်သွားမယ်နော်အပေါ်မှာခောက်ထားတဲ့ဒီအတန်းတန်းစာလုံးကိုဒီလိုမျိုးလေးပတ်သွားမယ်နော်ချစ်ချစ်ကလေးပတ်ပြီးပါနော် ဒီတောင်းနာရောက်သွားတဲ့ ठी ကိုပတ်သွားမယ်ဒီတောင်း ठी ရောက်ပြီဆိုရင်သူ့ကိုဒီတောင်း ठी ရောက်ပြီဆိုရင်သူ့အလဲတတဲ့ရာနေခောင်းမယ်နော်အလဲတတဲ့ရာနေခောင်းမယ်ဒီနှစ်ခုအညီပေါ့ဒီလိုလေးခောင်းပြီးတော့ထပ်ပတ်အောင်မယ်နည်းနည်းလေးထပ်ပတ်လိုက်မယ်နော်ဒီလိုလေးကင်ထားမယ်ပြီးရင်အဝါရောင်ချီလေးကိုသွားယူလာမယ်နော် အဝါရောင်ချိုကြတော့ဒီနားလေးမှာဒီလိုလေးခောက်မယ်နော်ဒီလိုကြက်ကြက်ကလေးနော်ဒီနေရာလေးမှာသူ့ရဲ့ခြေစားကိုဒီခြေစားအဝါရောအညိုရောနှစ်ခုစလုံးကိုဖုံးသွားအောင်ပတ်သွားမယ်ဆစ်စိတ်ကလေးပေါ့နော်ဒီလိုလေးပတ်သွားမယ်အောက်ထိဒီနေရာမှာအညိုရောင်ခြေစားလေးကိုဖြတ်လိုက်တော့ပေါ့နော်ဒီခြေစားနှစ်ခုကိုဖြတ်လိုက်မယ်ဖြတ်ပြီးသွားရင်ဒီအဝါရောင်ခြေလေးနဲ့ပဲအဆုံးထိပတ်သွားမယ်နော် ¿no? ဒီလိုမျိုးဝတ်ဆံလေးတွေ၅ခုပေါ့နော်၅ခုလောက်ထားပေးပါနော်အဲ့ဒီ၅ခုကိုဒီလိုညီညီလေးအရင်စီလိုက်မယ်စီပြီးသွားရင်ပန်ယိုးဒန်ပန်ယိုးဒန်နဲ့တွဲမယ်နော်သူ့ရဲ့တဝက်လောက်သူ့ရဲ့တဝက်လောက်ကနေစပြီးတော့ပတ်မယ်နော်ဒီလိုတဝက်အစိမ်းအောင်ခြီးနဲ့ပတ်မယ်နော်အစိမ်းအောင်ခြီးကိုဒီလိုလေးခေါင်မယ်ဒီလိုပတ်မယ်အရင်ကြက်ကြက်ကလေးပတ်မယ်နော် ဒီလိုလေးပက်ပြီးသွားရင်ပွက်ချက်လေးတစ်ခုသွားယူမယ်အလှဘက်ကိုဒီထဲဘက်မှာထားမယ်နော်ဒီလိုတစ်ခုအရင်စထားမယ်ပြီးရင်နောက်တစ်ချက်သွားယူမယ်နော်ပထမအစစ်မှာ၃ချက်ရှိရမယ်နော်ဒုတိယအချက်ကိုလည်းပတ်လိုက်မယ်ကြက်ကြက်ကလေးပတ်ပြပါနော် ပြီးရင်နောက်တစ်ချက်ပေါ့နော်ဒီလို3ချက်ကိုပထမအဆင့်နေနဲ့3ချက်ပေါ့နော်ဝက်ချက်ကလေး3ခုနောက်မှနေရာပြန်ညှိလို့ရတယ်နော်ခဏထားတာအောင်နော်ဒီနေရာလေးကိုဒီမှာသူ့ရဲ့အနေထားလေးမှန်အောင်နေရာချလိုက်နော်ချပြီးသွားရင်နောက်တစ်စစ်ကိုဆက်လာမယ်နော်နောက်တစ်စစ်ကကြာတော့နောက်ထပ်ပွေးချက်လေး3ခုကိုနှစ်ခုကြားမှတစ်ခုပေါ့နော်ဒီနှစ်ခုရဲ့ကြားမှတစ်ခု တက်လာပြီเนาะနောက်ထပ်နှစ်ခုရဲ့ဈာထဲမှာဒီဘက်နှစ်ခုရဲ့ဈာမှာ နောက်တစ်ခုကိုတက်မယ်ရရတယ်เนาะနောက်မှနေရာပြန်ချမယ်เนาะဒီလိုအဆင်ပြေလို့လေပတ်ထားလိုက်เนาะကြက်ကြက်ကလေးပန်เนาะဒီမှာနောက်ဆုံးဒီနှစ်ခုရဲ့ဈာမှာနောက်ထပ်တစ်ခုတင်တင်ကလေးသာလှုပ်ထားလိုက်เนาะ အပေါ်ကပုံစံအပွက်လေးပုံစံမပေါ်သေးဘူးရတယ်ဘာမှမဖြစ်ဘူးဒါနောက်မှဒီလိုလေးတွေသူ့ကိုနေရာလေးတွေရွှေ့ပြီးတော့ထားမယ်နော်အဲ့တော့အရင်ဆုံးဒီအောက်ကဟာလေးဆက်ပြီးတော့ပတ်သွားလိုက်မယ်နော်ဒါဆိုရင်ဒီလိုမျိုးကြက်ကြက်ကလေးပေါ့နော်နေရာလော့မကြံအောင်အောက်ထီးဒီရိုးတဲ့တခြားအောက်ထီးကိုပတ်သွားလိုက်ပါနော် အဆုံးကိုရောက်ရင်ဒီမှာကော်လေးနဲ့တုပ်မယ်တုပ်ပြီးရင်ဒီနေရာလေးကိုဒီလိုလေးထပ်ပတ်မယ်ပတ်ပြီးသွားရင် သူ့ကိုအပေါ်ကိုတစ်ခေါက်ပြန်တက်သွားမယ်နော်ရိုးတန်ကထူထူလေးဖြစ်စေချင်လို့ပါနော်အဲ့လိုတစ်ခေါက်အပေါ်ထိဆက်ပြီးတော့တက်သွားမယ်တိရွတ်တက်တဲ့နေရာရောက်ရင်တစ်ခေါက်ပြန်ကြည့်မယ်နော်ဒီအလယ်နားလောက်ရောက်ရင်တိရွတ်ကိုခဏလောင်းနေရာချကြည့်လိုက်နော် အခုဆိုရင်ဒါတိရွတ်ကအပေါ်နည်းနည်းတက်သွားလို့ပါနော်နည်းနည်းပြန်ပြန်ချလိုက် ဒီနေရာနားလောက်ကနေပြီးတော့ဒီလိုလေးဖြစ်မယ်နော်ဒီလိုအနေထားလေးဆိုရင်အတော်ပဲနော်ဒါဆိုရင်သူ့ကိုအောက်အဖျားရဲ့လမ်းကျိုးကနေစပြီးတော့ပတ်မယ်နော်ဒီပတ်တာကကြတော့လေကိုအဆင်ပြေသလိုလေးပတ်လို့ရပါတယ်နော်ဒီနီးတိုင်းမှမဟုတ်ဘောနော်ပိုပြီးတက်ရတဲ့နီးရှိတယ်ဆိုရင်အဲ့ဒီနီးကိုတုံပြီးတော့တက်ကြည့်ပါနော် ီအစ်စ်ထိပ်ပြီးသွားပြီဆိုရင်တော့ပန်းပွက်လေးကိုဆက်ပြီးတော့ပုံဖော်မယ်နော်အရင်ဆုံးဒီဝက်ဆန်လေး၅ခုကိုနေရာချမယ်နော်ဒီဟာလေးကိုညီညီလေးပေါ့နော်ဒီလိုလေးနေရာချမယ်ပုံရရင်လှအောင်လို့ပေါ့နော်ပြီးရင်ဒီအရွက်လေးတွေရဲ့ဒီနေရာမှာကော်ကက်မယ်အောက်အချက်လေးမှာနော်ဒီလိုမျိုးပါဆောင်ပုံစံလေးကိုတုတ်ပြီးပါနော် V ပုံစံလေးပေါ့နော် V ပုံစံလေးကော် တောက်မယ်ပြီးရင်ဒီအချက်နှစ်ချက်နဲ့ကက်အောင်လို့လုပ်မယ်နော်ဒီလိုလေးလှနေအောင်နော်နောက်ထပ်နှစ်ချက်ကိုလည်းအဲ့ဒီအတိုင်းပေါ့နော်ဒီနေရာလေးမှာ V ပုံစံလေးတောက်ဒီမှာကက်မယ်ဒီမှာလည်းအဲ့လိုပဲ V ပုံစံလေးတောက်ပြီးတော့ကက်မယ်နော်ဒါဆိုရင်တော့လီလီပန်းလေးထိုးလို့ပြီးပါတော့ပန်းရဲ့ပွတ်ချက်လေးတွေကို ပုံထွက်လာအောင်လို့လက်လေးနဲ့တေချာလေးပုံသွင်းပေးဖို့မမေ့ပါနဲ့เนาะ